အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ကိုပြည်သူတောင်းဆိုမှုအရပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း CRPH ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး NUG ယာယီတမဒဒူဝါလရှိလာကပြည်သူတွေကို ရှင်းလင်းပြောကြားရမှာအဓိကတိုင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာအစိုးရအဖွဲ့ထဲထက်ထဲဝဝင်ပူးပေါင်းပါဝင်လာဖို့အကန့်အသတ်တွေရှိနေစေဖြစ်တယ်လို့ပြောပါတယ်။ အဓိကပြောင်းလဲမှုတွေအနေနဲ့ဝန်ကြီးဌာန၅ခုကိုဖယ်ရှားပြီးတချို့ကိုပေါင်းစည်းလိုက်ပါတယ်ဒေါက်တာဇော်ဝေစိုးကိုကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနကနေပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးချုပ်အဖြစ်ဒေါက်တာရွှေပုံပညာရေးဝန်ကြီးအဖြစ်ဒေါ်ကြထွေပန်တို့ကိုအသီးသီးတာဝန်ပေးလိုက်ပါတယ်။ ယာယီသမဒဒူဝါလရှိလာကတော်လန်ရင်အင်အားစုတွေကြာညီညွတ်မှုအပြည့်အဝမရသေးတာဟာနှစ်ပေါင်း60ကျော်ကြာပြည်တွင်းဆေးရဲ့အမုန်းအာဃာတတွေအာနာရှင်တွေရဲ့လူမျိုးသွေးခွဲမှုနဲ့ပထဝီနိုင်ငံရေးအခက်အခဲတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ NUG အနေနဲ့စိတ်ခေါ်မှုတွေကြာကနေပြည်သူလူထုမျှော်မှန်းတဲ့ညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့မစုံမနစ်ကြိုးပမ်းသွားမယ်လို့ကတိပေးပြောဆိုခဲ့ပါတယ်။ ကချင်ပြည်ဖားကဲမြို့နယ်ထဲမှာစစ်ကွန်မရှင်တပ်ရဲ့ drone ဘုံပစ်ခတ်မှုကြောင့်မိသားစုဝင်၃ယောက်လုံးသေဆုံးခဲ့ရတဲ့ဝန်ထဲဆရာဖြစ်ရတဲ့ခုကိုဒီဇင်ဘာ9ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပါတယ်ဖာကဲမြို့ပေါ်ကဗျူဟာကုန်းမှာအခြေဆိုင်တဲ့စစ်ကွန်မရှင်တပ်ကပြစ်လိုက်တဲ့ drone ဘုံးဟာလောက်ခင်းအုပ်စုမလောင်ကျေးပါရှိနေအိမ်တလုံးပေါ်တက်တက်ကြာရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပောက်ကွယ်မှုကြောင့်ဖခင်နဲ့မိခင်နေရောက်လုံးတဲ့အတူအသက်73နှစ်အရွယ်ကလေးငယ်တယောက်စုစုပေါင်း3ယောက်တည်ဆုံခဲ့ရတယ်လို့ဒေသခံတည်ရင်မြစ်တွေကပြောပါတယ်ဒီမိသားစုရဲ့လေလာတာအရွယ်ကလေးငယ်ကတော့အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့မိဘမဲ့ဘဝကိုရောက်ရှိသွားခဲ့ပြီလို့ဒေသခံတွေကဆိုပါတယ် ဖားကဲမြို့နယ်မှာလက်ရှိချိန်ထိကြီးမားတဲ့ထိတ်တိုက်တိုက်ပွဲတွေမရှိသေးပေမဲ့စစ်ကောင်မရှင်ဘက်ကဒရုန်းပုတ်ပါဝင်လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်အရက်သားတိုက်စုံမှုတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တရားဂရိနီပြည်နယ်ဒီမိုဆိုမြို့နယ်အနောက်ချမ်းဟာစစ်ကွန်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဒီဇင်ဘာ9ရက်နေ့ကနေ10ရက်နေ့အထိနရက်ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်လို့ဒေသခံနဲ့စစ်ပေးရှောင်တွေကိုအကူအညီပေးနေတဲ့သူတွေကပြောပါရယ်ဒီဇင်ဘာ9ရက်နေ့ညပိုင်း၈နာရီကျော်ကစလို့ဒီမိုဆိုအနောက်ခြံကနေရာ၃နေရာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့၃ကြိမ်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လင်းရင်ဟာဘုံကျဲမဲ့နေရာကိုတောက်လျှောက်တန်းလာပြီးဘုံကျဲချသွားတာဖြစ်လို့ဒေသခံတွေဟာခိုအောင်ဖို့အချိန်မရလိုက်ဘူးလို့ဆိုပါတယ် အိမ်တချို့နဲ့ကားတွေထိမဲ့ပျက်စီးကုန်တယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ငွေတော်အခြေဆိုင်ခလာရတရားနှစ်တက်ကနေလက်နက်ကြီးတွေနဲ့ပါထပ်မံပြစ်ခတ်လာခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားတာလုံးဝမရှိဘဲနဲ့အရက်သားတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟာလူထုအတွက်အသက်အန္တရာယ်ချိန်ချမှုတွေဖြစ်နေပါတယ်။ ်ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒီဇင်ဘာလ10ရက်နေ့မှာလဲဒီမော့ဆိုအနောက်ခြံကနေအိမ်တွေထက်မှန်ထိခိုက်ခဲ့ရပြီးတော့ဒီသားခံတွေနဲ့စစ်ဘေးရှောင်တွေစိုးရိမ်ထိလိုက်နေကြပါတယ်ဂရနီလူခွေရဖွဲ KNHRG ရဲ့စည်ရင်းတွေအရစက်တင်ဘာလကနေနိုဝင်ဘာလအထိဂရနီပြည်မှာလီချောင်းတိုက်ခိုက်မှု10ကြိမ်ရှိခဲ့ပြီးတော့အရက်သားတည်ဆုံသူ6ယောက်နဲ့ဒဏ်ရာရတာ16ယောက်အထိရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကွန်မရှင်နဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တဲ့တဲ့င်းနဲ့ဆက်ပါမယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာနေဆက်ဒေတာတည်ငြိမ်ရေးကိစ္စတွေကိုဆွေးနွေးဖို့ဒီဇင်ဘာ9ရက်နေ့မှာစစ်ကွန်မရှင်ခေါင်းဆောင်ဘူချုပ်မူကြီးမင်းအောင်လှိုင်နဲ့ညီပြီးတော့မှတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကရင်ပြည်မြဝတီဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းပိုင်နဲ့တည်းကြီးကြရောက်မှုတွေနဲ့ပတ်သက်ပြီးစစ်ကွန်မရှင်ကိုအလေးပေးဆွေးနွေးဖို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေဆက်မှာစီရေလှုပ်ရှားမှုတွေလုပ်တဲ့အခါဒေသခံပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကို အထူးအလေးထားဖို့စစ်ကောင်စာကိုဓာတ်ရိုက်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်ဆောင်ကလည်းပြည်သူအပေါ်တဲရမှုမရှိအောင်တတိထားဆောင်ရွက်ရေးသဘောတူခဲ့တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နှစ်ဖက်ဟာကြားဖြတ်ငွေလိမ်ကိုင်းနှင်းနှင်းရင်းနဲ့မြည်ရည်ညှိနှွမ်းမှုကိစ္စတွေကိုပါပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်။